ဒီနေ့မနေ့ကစားခဲ့တဲ့ချဲစီနယ်ပွဲပြီးမှာပဲ United ပြည်သက်တွေကလာမယ့်ယူဘာလိဖိုင်နယ်မှာဒီကစားသမားတရားပွဲထွက်လာမှာကိုတော်တော်လေးကြောက်နေကြတယ်။အဲ့တော့ Stamford Bridge မှာကစားခဲ့တဲ့ဒီပွဲစဉ်မှာ United ကချဲစီတင်ကိုတကောကောမရှိနဲ့ရှုံးနေကြတာဖြစ်တယ်။ United ကလာမယ့် Brown နေ့မှာ Tottenham Hotspur နဲ့အရေးကြီးတဲ့ယူဘာလိဖိုင်နယ်ကစားဖို့ရှိနေပေမဲ့ဒီပွဲမှာကစားသမားအစုံလင်ကိုထုံသုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့တော့တိုက်စစ်မှာလည်း Whiteland ပြီးတော့ Arman ၊ကွဲနယ်မှာလည်း Bruno, Mazarawi, Casemiro နောက်ထပ်မှာလည်း Maguire, Lowshaw ဂုဒမအွန်နာနာကအစလူစုံလေးမှထုတ်သုံးသွားခဲ့တာဖြစ်ပါတယ်။ United အနေနဲ့တပွဲလုံးအတိုင်းအတာကြည့်မယ်ဆိုရင်ပင်ကိုရရှိဖို့ရေးအထက်ဂုမပိယာရေးကိုဥတီကစားသွားတာကိုတွေ့ရတယ်။နောက်ပြီးတော့ဒီတယောက်မှတန်ရမရပဲနဲ့ပွဲပြီးဆုံးသွားခဲ့တာကလည်းတော်သေးတယ်လို့ပြောရမယ်။ Amorin ကတော့ဒီပွဲမှာကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော်တော်လေးအားရနေတယ်။သူဒီပွဲမှာလူစုံထုတ်သုံးရတဲ့အဓိကရည်ရွယ်ချက်ကလည်း ဒီကစားသမားတွေစိတ်တက်တက်ကြွစေဖို့ဖြစ်ပြီးတော့အသင်းရဲ့ကစားဘုံကလည်းအပေါင်းလက္ခဏာဆောင်တယ်လို့လည်းသူကပြောခဲ့တယ်။ United အနေနဲ့ပွဲချင်း15မိနစ်မှာတွေမကွာရကဥစ္စာကိုတွင်းခဲ့ပေမဲ့လူကျုံနေခဲ့တာလည်းသူတို့အတွက်နှစ်နာစရာပဲ။အော်ဒီကိုကလူကျုံနေဆိုပေမဲ့တကယ်တမ်းဗီယာပြန်ဆင်းတဲ့အခါမှာမဆိုးတော်တော်လေးလူကျုံနေခဲ့တာ။အော် Chelsea အသင်းတွေလုံးသေးသောအနိုင်ဂိုးကိုတော့ပွဲချင်း80မိနစ်မှာ Racing ရဲ့ဖျက်တင်ပေးမှုကနေကိုကူရလာကခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်တဲ့။အဲ့တော့ပွဲပြီးမှာ Emery ကဘာပြောလဲဆိုတော့ဒီနေ့ကတော့နည်းနည်းကန်ဆိုးတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့တခါကျရင်ကိုရောက်ပရက်ဆင်ပေးခြင်းနဲ့ အယုံဆိုင်မှုနည်းနည်းလေးတော့ရောကြနေတယ်ဒါပေမဲ့ရှုံးသွားတဲ့အတွက်ပရိသတ်တွေဒီလိုမခံစားရတာလည်းဖြစ်နိုင်တယ်ကျွန်တော်အနေနဲ့အနိုင်မခံအရှုံးအပေးကစားခဲ့ကြတာတော့ရှင်းနေဆိုပြီးတော့အီမိုရင်းကပြောသွားတယ်အဲ့တော့ United ဘက်ကနေပွဲထွက်လာတဲ့ကစားသမားတွေထဲမှာခြေစွမ်းကောင်းတဲ့ချိုးပြသနိုင်တဲ့ကစားသမားရှိတယ်တော်တော်စိတ်ပြက်စရာကောင်းတဲ့ခြေစွမ်းတွေပြသသွားတဲ့ကစားသမားတွေလည်းရှိတယ်အဲဒီကနေ highlight ထုတ်ပြီးထုတ်ပြောမယ့်ကစားသမားတယောက်ဆိုလို့ရှိရင်တော့နောက်တန်းသွန်းတော်တန်းမှာပွဲထွက်လာခဲ့တဲ့လင်းနီလော့ပဲလင်းနီလော့ကဒီနေ့ပွဲမှာတော်တော်လေးကိုအခြေအနေဆိုတာသူ့အနေနဲ့တပွဲလုံးအတိုင်းအတာကပွဲချိန်မိနစ်90နီးပါးထိကစားသွားတယ်ဒါပေမဲ့ဘောလုံးထိရ80ပဲရှိတယ်အဲ့တော့ foul တစ်ချိန်လုံးတယ် အကွေ့စ်ပက်ကအချိန်80ပဲလုံးနိုင်တယ်နောက်ပြီးတော့ထန်ကတစ်ချိန်ပဲလုံးပြီးတော့ဒီဂျူရယ်ဝင်းဆိုလို့ရှိလို့ရှိရင်လည်း90ကျော်လောက်ပဲအောင်မြင်ခဲ့တယ်ဒါကြောင့်လည်းပွဲပြီးမှ United ပြိတက်တော်တော်များများကဒီဒါမဲ့ Europa League Final မှာ၄နီးလောက်ကိုပွဲထွက်ခွင့်မပေးဖို့အတွက်တောင်းဆိုသွားခဲ့တယ်အဲ့တော့ပြိတက်တူကဘာပြောလဲဆိုရင် ဒီလာမဲ့ဒီ final set ကွက်မှာပေါ့နော်လင်းလီလောက်ကိုသူမမြင်ချင်းဘူးနော်စပိန်ကိုသွားမဲ့လူစင်းထဲမှာသူ့ကိုချန်ထားခဲ့ပါသူ့အနေနဲ့အသင်းရဲ့ဘတ်စကားဘောကနေဆင်းပြီးတော့နေခဲ့တင်တယ်ဆိုပြီးတော့ပြောသွားတယ်နောက်ထပ်ပရိသတ်တစ်ယောက်ကလည်းဗာပြောလဲဆိုတော့တကယ်လို့လင်းလီလောက်သာဒီ final ကွက်မှာပွဲထွက်လာခဲ့မယ်ဆိုရင် United အသင်းအနေနဲ့တင်ရရင်ကံကောင်းဆိုပြီးတော့ပြောဆိုသွားခဲ့တယ်နောက်ပရိသတ်တူကလည်းဗာပြောလဲဆိုတော့အလင်းလောကတကယ်ကိုအတုံးမကြတဲ့ကစားသမားတယောက်ပေါ့နော်သူ့အနေနဲ့ခန်းစစ်ပိုင်းနဲ့ကုညီမှုမရှိသလိုတိုက်စစ်ပိုင်းကိုလည်းဘာမှမကူညီနိုင်ဘူးပေါ့နော်တကယ်လို့ final မှာသူသာပွဲထွက်လာခဲ့မယ်ဆိုရင် United အနေနဲ့တရားပေါက်ရှုံးမှာ ဒါကြောင့်ဒီကစားသမားကို final ပွဲမှာပွဲထွက်ခွင့်မပေးပါနဲ့ဆိုပြီးတော့ပြောဆိုသွားခဲ့တယ်။အော်လင်းနီလောက်အပြင်နောက်ထပ်ခြေစွမ်းဆိုးရတဲ့ကစားသမားကတော့ဝိုင်လန်ပဲ ဖိုင်လာအနေနဲ့ United တိုက်စစ်ကိုဦးဆောင်လာခဲ့ပေမဲ့သူစီကနေပြီးတော့တိုက်စစ်နဲ့ပတ်သက်ပြီးထိရောက်တဲ့ပံမိုးမှုဂိုကောက်ကန်သွင်းမှုတွေဂိုးဖန်နေမှုတွေဘာမှမရခဲ့ဘူးသူတို့ဆိုင်အာမတ်တို့မေဆင်မောက်တို့အောင်မှအခွင့်ရရခဲ့တယ်အာမတ်ဆိုရင်လည်းညာဝင်းတစ်လျှောက်ပေါ့နော်ချဲစီရဲ့ခန်းစစ်ကြောင်းကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့ပြီးအပိုင်ခွင့်တစ်ချိန်ရခဲ့ပေမဲ့ဒါဂိုးမားဆန်းချက်ကာကွယ်သွားနိုင်လို့သာခံစားသွားခဲ့တာဖြစ်ပါတယ်ဘာပြောကွဲရတော့ပြီးသွားပြီဒီဘက်က United ရှင်းရှင်းနဲ့နဲ့အရေးမပါဘူးဆိုပေမဲ့ရလက်ပေါ်မှာ United ပြိတ္တရတွေလည်းခံစားနေမှာတော့မဟုတ်ဘူးပေါ့နော်အရေးကြီးတာဒါမဲ့ Europa League Final ပွဲမှာ United တို့ရလက်ကောင်းရပြီးတော့ Europa League ဖလားကိုရယူဖို့ပဲဖြစ်တယ်